ကျွန်တော်ရဲ့ခွီးအန်နာထိမ့်မယ် YouTube channel ကိုအားပေးစောင့်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုပြောပြပေးမှာကတော့ကျိန်စာတွေနဲ့ပြည့်နှက်နေတဲ့အာနန္ဒဘုရားရုပ်ပွားတော်မှာရှိတယ်။တင်းကျပ်တော်မှာစိန်ပြာကြီးတို့မှကဘာကျော်ဟောက်စင်ကြီးအကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့လည်းဒီစိန်ကြီးမှာ ဘလို့ချိန်စာတွေရှိနေလဲဆိုတာကိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့မေတ္တာရန်ခံပါရစေခင်ဗျာ။အဲဒီ1090ပြည့်နှစ်မှာတော့ဘယင်ကျန်စစ်သားမင်းဟာအာနန္ဒဘုရားကိုတည်ထားခဲ့ပါတယ်။အာနန္ဒဘုရားရဲ့အတွေ့မှရှိတဲ့ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့အသင်းချက်တော်မှာတော့မနူဟာဘယင်ရဲ့စေမြာကိုမြောက်နှံထားပနာခဲ့ပါတယ်။ 1688ခုနှစ်မှာတော့ပြင်သစ်လူမျိုးတဘာရီနာလိုအမည်ရှိတဲ့လူမျိုးတဦးဗကန်ကို ရောက်ရှိလာခဲ့ပါတယ်။အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့မဟာယာဇာထံမှာစိတ်များအကြောင်းကို သိရပြီးတော့လူချင်းတက်မှတ်လို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်။မြမပြည်ကိုရောက်လာတဲ့တဘာရီနာမြမပြည်ထံအခါစားဝင်ရောက်၍လက်ဆောင်တွေများစွာပေးလို့စိတ်များကြီးကိုမြင်တွေ့လူချောင်းတတော်ဦးတင်ခဲ့ပါတယ်။ ရှင်ဘီရင်အမိန်တော်နဲ့မြင်ကွင်းရတဲ့တဘာရီနာဟာစိန်မြာကြီးကို လိုချင်တတ်မှတ်မှုများကြီးလာခဲ့ရပြီအကြံသမားတဘာရီနာဟာတော့ပါလာတဲ့ယေသနာတွေအားလုံးကိုဖျားကောဘကအဖွဲတွေကိုအကြင်ငိန်လှူဒန်းပြီးဗုဒ္ဓဘာသာကိုယုံကြည်လင်ဟန်ပြုခဲ့ပါတော့တယ်ဒါကိုကောဘကယဟန်များကလည်းအယုံကြည်ယုံခဲ့ပြီးတဘာရီနာကိုတန်တရာနည်းနည်းမှမရှိခဲ့ပါဘူးဒီလိုနဲ့ပဲ တဘာရီနာဟာအိန္ဒိယကိုအယောင်ပြားတစ်ခေါက်ပြန်ပြီးဗကန်ကိုနောက်တစ်ချိန်ပြန်လာကရဟန်းပြုခဲ့ပါတော့တယ်။ဂောဘကရဟန်းများကလည်းရဟန်းပြုပင်ပြီးပြီးတော့သာသနာဘောင်သွေသွင်းခဲ့ပါတယ်။တိတ်မကြခင်မှာပဲတဘာရီနာဟာအာနန္ဒဘုရားကိုစောင့်ရှောက်ရတဲ့ဂောဘကအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။အယောင်ဆောင်ရဟန်းတဘာရီနာဟာတော့အချိန်တိုင်းစိမ်းပြာကြီးကိုယာယီကြံနေခဲ့ပါတယ်။တ냐မှာတော့ တဘာရီနာနဲ့အတူ အခြားသောယန်းနှစ်ပါးနှင့်ဖုံးကြီးကိုစောင့်ချက်နေတော့မှပင်၎င်းယန်းအချိန်မှာယန်းနှစ်ပါးကို ရိုက်လို့ဂေါတမဘုရားဆင်းလူတော်မှရှိတယ်။မုံပင်မနူဟာမင်းရဲ့စိန်ပြားကြီးကို ခိုးယူသွားပါတော့တယ်။တဘာရီနာဟာပကံမထွက်သွားပြီးတော့ပြင်သစ်မှာစိန်ပြားကို ရောင်းချဖို့ကြိုးစားခဲ့ပါတော့တယ်။ဒါပေမဲ့ဝဲသူမရှိလို့အန်ထုမျိုးမှရှိတယ်။ဗရင်ဆရာတအူးကိုရောင်းချဖို့အကြံဉာဏ်တောင်းခဲ့ပါတော့တယ်။ ဗရင်ဆရာကလည်းဆိုင်ရာအနာစာရှိနေပြီးတော့အဲ့ဒါကိုပြန်သွေးလိုက်ရင်ဈေးကောင်းရနိုင်ကြောင်းအကြံပေးလို့ဗရင်ဆရာထံမှအပ်ပြီးတော့အိန္ဒိယကိုပြန်သွားပါတော့တယ်။အိန္ဒိယကိုပြန်သွားတဲ့တဘာရီနာဟာလန်ကီးမှာပဲ ကြားကြိုက်လို့သေရပါတော့တယ်။ဒါဟာမနူအာဘင်ရဲ့စိန်များကျင်းစာပထမအကြိမ်တင်ချင်းလို့ဆိုကြပါတယ်။တဘာရီနာပြန်သွားပြီးနောက်မှာတော့ဗရင်ဆရာကြီးကစိန်ကိုအနာပါတဲ့အပိုင်းဖဲထုတ်ပြီး ရလာတဲ့နှစ်ပိုင်းစလုံးကိုပြန်သွေးထားလိုက်ပါတော့တယ်။စိန်ပြာကြီးကငကို132ဒသမ3 16ကရက်ရှိပြီ။သွေးလိုက်တဲ့အခါမှာတော့60ကွန်ဒသမ1 8ကရက်တပွင်းနဲ့နောက်တပွင်းတော့ဘလောက်ကရက်ရှိလဲဆိုတာကိုမသိရပါဘူး။ဗရင်းဆရာကစိန်ကိုသွေးပြီးတော့တဘာရီနာပြန်လာကိုစောင့်နေခဲ့ပါတယ်။ဒါပေမဲ့ဗရင်းဆရာရဲ့တပည့်ကဗရင်းဆရာကိုတတ်ပြီးစိန်ကိုခိုးယူသွားလေရာ။ သူလဲလမ်းမှာပဲလူဆိုးတွေဝိုင်းရိုက်လို့တေသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စိန်ပြာဇလန်းကပြောက်ွယ်သွားပြန်ပါတယ်။ပြန်ပေါ်လာတာကပြင်သစ်ဘရင်လူရီနဲ့အတူပြန်ပေါ်လာခဲ့ခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့တရဖူးမှာတော့ကိုရိုင်း Blue Diamond of the Crown ဆိုပြီးနာမည်ပေးထားတယ်။60ဂွန်ကာရက်ရှိတဲ့ပျောက်ဆုံးနေတဲ့စိန်ပြာကြီးပဲဖြစ်ပါတယ်။လူဝီ14နဲ့15တို့ကတော့အဲ့ဒီစိန်ပြာကြီးကိုအတော်သဘောကျတယ်လို့ထင်ပါတယ်။ တရဘူကနေလဲဆွဲဖြစ်ပြောင်းလဲဝိစင်ကြပြန်ပါတယ်1994ခုနှစ်မှာတော့လူဝီဆက်လီနဲ့ရွာဆန်ခဲ့ပြီးနောက်လူဝီဆက်ချောင်းနန်းတက်ခဲ့ပါတယ်လူဝီဆက်ချောင်းရဲ့မိဖုရားမာရီအန်တိုနက်ကဝိစင်ခဲ့ပြီမယ်နောက်ပိုင်းမှာဘယင်မတပါတုံးဆွဲခွင့်မရှိလို့လူဝီဆက်ချောင်းရဲ့ရွှေသားမေးခြုံလာမှာကောက်ဒီဘာရီတန်းရေဒနာနဲ့စိန်ပြာကြီးကိုတက်ဆင်လိုက်ပါတယ်စိန်ပြာကြီးရဲ့တန်ဖိုးဟာ ဒေါ်လာ6သိန်းတန်ပါတယ်။1989ခုနှစ်မှာတော့ပြင်သစ်ဒေါ်လာရင်းဖြစ်ပွားခဲ့ပါတယ်။အခြေခံဥပဒေပြုအစည်းအဝေးကနန်းစင်ရေသနာတွေကိုဗရင်မတပါ30ခွင့်ရှိစေလို့အတည်ပြုလိုက်ပါတယ်။1990တခုနှစ်မှာတော့မီဘီယာမာရီအန်တိုနက်ကအချို့သောနန်းစင်ရေသနာများကိုတိုက်တိုက်ဆိုင်တိုးဝှက်ထားလိုက်ပါတယ်။တိုင်းပြည်ကလည်းစစ်ပွဲဖြစ်နေတဲ့အခြေအနေဆိုတော့ ဒီလိုတော်ဝယ်ထားခြင်းဟာသူမအတွက်လုံခြုံစိတ်ချရတယ်လို့သူမအနေနဲ့ထင်ခဲ့ခြင်းပဲဖြစ်ပါတယ်1990တိဂျွန်လ20ရက်နေ့မှာတော့လူအီ16နဲ့မိဖုရားမာရီအန်တိုနက်တို့ထွက်ပြေးသွားကြပါတယ်ဒါပေမဲ့နောက်နေ့မှာနန်းစင်ရေတနာတွေနဲ့အတူပြန်ဖမ်းမိခဲ့ပါတော့တယ်1993ခုနှစ်လူအီ16နဲ့မိဖုရားမာရီအန်တိုနက်တို့ခေါင်းပြတ်ဆက်နဲ့ရဲရဲဆက်ဆက်ခေါင်းပြတ်တတ်စီခဲ့ပါတယ် အဲ့ဒီအချိန်ကပြင်သင်နန်းတော်မှာရည်ကြီးစိန်ကပထမအဆင့်ဖြစ်ပြီးတော့စိန်ပြာကဒုတိယဖြစ်နေပါတယ်။ရည်ကြီးစိန်က ပေါင်၄သိန်း၈000ဈေးရှိပြီးတော့စိန်ပြာကပေါင်၃သိန်း၃000ဈေးရှိလို့နေပါတယ်။လူဝီ၁၆နဲ့မိဖုရားမာရီအန်တိုနက်တို့ထံမှ ပြန်ရခဲ့တဲ့နန်းစဉ်ရည်တနာတွေကိုပြင်သစ်ပြားတိုက်မှာပြထားခဲ့ပြီးပြင်သစ်တော်လန်ဤကာလမှာရာကြီးစိန်စိန်ပြာကြီးနဲ့အခြားစိန်ပေါင်း၁၀၀၀ကျော်ကိုပြသခဲ့ပါတယ်။ 1992ခုနှစ်စက်တင်ဘာလညတကောင်ရံအချိန်မှာတော့ကာရယ်ဂီယိုဟာနန်းစင်ရေသနာအချို့ကိုခိုးယူသွားခဲ့ပြန်ပါတယ်ကာရယ်ဂီယိုဟာစိမ်းမြာကြီးနဲ့ကော်ဒီဘာရီတန်းညရေသနာတို့ကိုခိုးယူသွားခဲ့ပြီထိုညမှာပဲအိမ်မပြန်တော့ပဲဘဲနဲ့ရက်ကွက်တို့သွားကထုံမတဆင်လှေဖြည့်လာဟာဘီတို့သွားရောက်ခဲ့ပါတယ်ရက်တန်ကြာတဲ့အခါမှာတော့လန်ဒန်မြို့တို့ထွက်ပြေးသွားခဲ့ပြန်ပါတယ် နောက်ပိုင်းမှာတော့ကောက်ရီဘာရီတန်းညာယေသနာမှာပါလာတယ်။ရီချင်းစိန်ကိုတော့မထေမရှားသူ့ရဲ့အိတ်ကန်းငယ်အရာအောင်မှာရရှိခဲ့ပြီးတရပူနဲ့အခြားသောယေသနာများကို သူနေထိုင်ရာ အနီးသစ်ပင်အောင်မှာပြန်ရှာတွေ့တော်လဲစိန်ပြာကြီးကိုရှာမတွေ့တော့ပါဘူး။အဲ့ဒီနောက်မှာတော့1996ခုနှစ်ကစပိန်ပကြီးဆရာကြီးကိုရရေးဆွဲခဲ့တယ်။စပိန်မိဖုရားကြီးမာရီယာလူဝီဆာရဲ့ပုံသူပကြီးကားတွင်မှာတော့ မိဖုရားကြီးဝတ်ဆင်ထားတဲ့ဘရက်မှာဒီလာကြဟုထင်ရတော့လေအနီးကပ်ကြီးတဲ့အခါမှာတော့စိန်ပြားကြီးဖြစ်နေတာကိုတွေ့ရပါတော့တယ်ထိုပကြီကားကိုတော့အိုဟိုင်းယိုပြည်နယ်စင်စင်းနဲ့မြို့မှာရှိတဲ့တက်ပြားတိုင်းမှာယနေ့တိုင်ပြတာထားပါတယ်ဒါအပြင်အကိုးခံရတဲ့အထဲမှာပါတဲ့စံစီစင်ကိုလည်း1808ခုနှစ်မှာ စပိန်မှ ပြန်လည်ရရှိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စိန်ပြားစပိန်ကိုရောက်ရှိသွားခဲ့တယ်လို့မှတ်ချက်ပြုခဲ့ကြပါတယ်။ ဲ့ဒီနောက်မှာတော့သတင်းအစအနမြုပ်သွားတဲ့စိမ်းပြာအန်စတာဒမ်မြို့မှာတခါပြန်ပေါ်ပေါက်လာခဲ့ပြန်ပါတယ်လူတယောက်ကစိမ်းပြာကြီးကိုပြန်သွေးဖို့စိမ်သွေးတဲ့ဆရာထံလာအပ်ပါတယ်အဲ့ဒီကမှတစဉ်အင်္ဂလန်စိမ်းကုန်းတဲ့ဖောက်လို့အမိရတဲ့လူလက်ထဲရောက်သွားပြီးဖောက်ဝဲသားကပြင်သစ်လူမျိုးဖရန်စစ်ထံဈေးအဆမတန်လျှော်ယောင်းခဲ့ပါတော့တယ်မကြမီဖောက်ဝဲသားကိုကိုကိုတတ်တည်သွားခဲ့ပါတယ် စိန်ပြာကြီးရဲ့စိုးကျိုးကိုသိရတဲ့ဖရန်စစ်ဟာအလင်းမြန်ပြန်ထုတ်ရောင်းချင်လာပါတယ်။စိန်ရောင်းဖို့လန်ဒန်ကိုတက်လာတော့လေ။လန်ဒန်မြို့မှာချက်ချင်းထုံမြောင်းရဲတာနဲ့หนีလိုက်တာ။နောက်ဆုံးစားစိပြန်ပြီးလမ်းမေးမှာတပြက်စီးလဲရတဲ့အလုပ်ကိုလုပ်ကာหนีခဲ့ရပါတော့လေ။နောက်မှာတော့ပြင်သစ်ကုံတဲ့အန်နီအန်စင်ကိုပေါင်9000နဲ့ရောင်းချခဲ့ပါတယ်။အန်နီအန်စင်ကတစင်အင်္ဂလိပ်လူမျိုးတောမတ်ဟုတ်ကိုတစင်ပြန်လဲရောင်းချခဲ့ပါတယ်။ ဟုတ်ဟာပေါင်တောင်း၈ထောင်နဲ့ဝယ်ခဲ့တဲ့စိန်ပြာကြီးမှာကျင်းစာသိမ့်နေတာကိုမယုံခဲ့ပါဘူးအဲ့ဒါနဲ့သူမိမရဲ့မွေးနေ့မှာအဲ့ဒီစိန်ပြာကြီးကိုလဲဆွဲအဖြစ်လက်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဟုတ်ဒိုင်းမွန်းလို့အမည်တွင်ခဲ့ပါတော့တယ်လူဒီများတဲ့ဟုတ်စိန်ဟာတော့မြန်မာနိုင်ငံရဲ့အကြောင်းမြတ်ယတနာဖြစ်လို့နေပါတော့တယ်ဟုတ်ဟာစိန်ပြာကြီးကိုဝယ်ယူပြီးချိန်ကစပြီးစီဝါရေးကြာစင်းလာကနောက်ဆုံးဒေဝါလီ ခံခဲ့ရပါတော့တယ် အဲ့ဒါကြောင့်စိန်ပြာကြီးကိုဒီယူကာဆဲမြူစားကတော်ထံပေါင်1000ခွဲနဲ့ပြန်လည်ရောင်းချခဲ့ပါတော့တယ်။အဲ့ဒီနောက်1830ခုနှစ်မှာဟုတ်ပါရင်တိုင်းမှုနဲ့တည်ဆုံးခဲ့ရပြီးသူတည်ဆုံးချိန်မှာအသက်50သာရှိလို့နေပါသေးတယ်။သူ့ရဲ့တဦးသေးသောသားဟာလည်းရင်တိုင်းမှုကြပြီးထက်မှန်၍တည်ဆုံးခဲ့ရပြန်ပါတယ်။ဒါဟော့ဆိုင်မနူဝါဘရင်ရဲ့စိန်ပြာကြီးကြောင့်ဟုတ်မိသားစု ကြေကွဲဝယ်အဖြစ်နဲ့တွေ့ခဲ့ရတာပဲဖြစ်ပါတော့တယ်။ စိန်ပြာကြီးကိုတော့မစ္စတာဟော့ကနေနီယူကာဆယ်မြူစားကတော်ကိုရောင်းလိုက်ပြီးနောက်မှာတော့နီယူကာဆယ်မြူစားကတော်မှတဆင့်ကြောက်ကုန်တဲ့ဂျိုးဆက်ဖရန်ကယ်ကိုပြန်လဲရောင်းချခဲ့ပါတယ်။စိန်ပြာရာပြီးနောက်ဂျိုးဆက်ရဲ့စီဝါရီကြာဆင်းလာခဲ့ပြီ။ပဲရီမှာစိန်ပြာကိုလီလန်တင်ရာ တူရကီရောမကိုစလဲတဲဦးကဖရင်ငွေနှစ်တန်းဖြင့်ရရှိသွားခဲ့ပြန်ပါတယ်။ အဲ့ဒီနောက်မှာတော့စိန်ကုံတဲ့ကိုလော့ထံရောင်းချခဲ့ပြီကိုလော့မှာတစင်ရုရှားဘီရင်မျိုးနဲ့ကန်ကော့စကီကဝယ်ယူလိုက်ပါလေတယ်မကြခင်မှာပဲကိုလော့လည်းမိမိကိုကိုအဆုံးစီရင်သွားခဲ့ပြန်ပါတယ်ကန်ကော့စကီကစင်ပြာရင်နိုးလေးကိုသူ့ချစ်သူကားကြီးတဲမာလေးလော်ရီကိုပေးခဲ့ပါတယ်လော်ရီဟာတော့ပြင်သစ်မှာအလွန်ရေပန်းစားတဲ့ကားကြီးတဲမာလေးပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူလဲဇသိမ့်မကောင်းခဲ့ပြန်ပါဘူး ပွဲတစ်ခုမှာကပြနေတော့ဇက်စင်ပေါ်မှာပဲခြောက်လုံးမျိုးတနတ်နှစ်ပြစ်သက်ခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကန်ဂေါ်စကီးလည်းပဲရီမျိုးလမ်းတစ်ခုပေါ်မှာပဲလောက်ကြံခံခဲ့ရပြီးတည်ဆောင်းခဲ့ရပြန်ပါတယ်။ဘော်ရှိဘစ်တော်လန်ရင်းဖြစ်ပြီးတော့စိန်ပြာအကြောင်းလဲတိတ်ဆိတ်သွားခဲ့ပြန်ရပါတယ်။အဲ့ဒီနောက်မှာတော့ဂရီးရေသနာကုံတဲ့တဦးကတူရကီပြည်ဆူလက်တန်အဘရူလာစစ်ကိုရောင်းချခဲ့ပြန်ပါတယ်။ ဂရိကောင်တဲ့လင်မယားလဲမြင်းရထားမောက်လို့တေဆုံးသွားခဲ့ပြီဆူလတန်ဘရင်လဲတွတ်တွတ်ခါအောင်ယူသွားခဲ့ရပြန်ပါတယ်ဆူလဒန်ဘရင်သေဆုံးပြီးတဲ့နောက်မှာတော့သူသားဖြစ်သူ နီမီဆက်ကပိုင်ရှင်ဖြစ်လာခဲ့ပြန်ပါတယ်။နီမီဆက်လည်းတပုံးတွေလက်ချက်ကြောင့်သေဆုံးခဲ့ရပြန်ပါတယ်။1917ခုနှစ်မှာတော့စိန်ပြာအမေရိကကို ရောက်ရှိသွားပြီးပိုင်ရှင်ကတော့မေးစစ်မဲလန်ပဲဖြစ်ပါတယ်။ ်မင်းစစ်မဲလန်းဟာဘဝကံစုမုံမောင်ကြားခဲ့ရပြန်ပါတယ်စိန်ပြာကြီးကိုဝယ်ပြီးနှောက်နေမှာတော့အဖေဆုံးခဲ့ရပါတယ်မောင်ဖြစ်သူမှလည်းကားမတော်တဆမှုကြောင့်တည်ခဲ့ပြန်ပါတယ်ယောက်ျားဖြစ်သူကလည်းအိမ်အောင်ကြီးဖောက်ပြန်လာပြီးတော့အရက်ကြောင်ကြောင်းလာပါတယ်တိုးစုံမျိုးကရှီပတ်အန်အက်ဖတ်ဆေးရုံမှာအခန်းပိတ်ထားရတဲ့အဆင့်ထိဖြစ်ခဲ့ပါတယ်1946ခုနှစ်မှာတော့အသက်25နှစ်အရွယ်သမီးလေးကအိတ်ဆေးတာပြီးတက်တည်သွားခဲ့ပြန်ပါတယ် အဲ့လိုစိတ်ဖြစ်စည်းမှုတွေမခံနိုင်တော့ပဲမင်းစစ်မဲလန်းဟာ1948ခုနှစ်ဧပြီလ26ရက်နေ့မှာကွယ်လွန်သွားပါတော့တယ်မင်းစစ်ကွယ်လွန်ပြီးတဲ့နောက်မှာတော့သူမရဲ့မြေးဖြစ်သူကအမွေဆက်ခံခဲ့ပါတယ်သူမကွယ်လွန်ပြီးနှစ်နှစ်အကြာမှာတော့အကျွေးဆက်ရံအတွက်ရှိသမျှယေသနာတွေကိုရောင်းချခဲ့ရာ Harry Restrand ကအားလုံးကိုဝယ်ယူသွားခဲ့ပြီး အဲ့ဒီအထဲမှာစိန်ပြာကြီးကိုဒေါ်လာ3,6920နဲ့ဈေးတဲခဲ့ပါတော့တယ်1958ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာတော့မစ္စတာဟယ်ရီရက်စတန်မှာစိန်ပြာကြီးကိုလှူဒန်းခဲ့ပြီးအမေရိကန်နိုင်ငံဝါရှင်တန်မြို့စမီဆိုနီယံပြတိုင်မှာပြသထားခဲ့ပါတယ်ဒါကတော့ဗကန်အာနန္ဒာဘုရားရုပ်ပွားတော်ရဲ့တင်းကျစ်တော်မှာရှိတယ် စိန်ပြာကြီးတို့မဟုတ်ကဘာကျော်ဟောက်စိန်ကြီးအကြောင်းပဲဖြစ်ပါတယ်။မိษွေတို့လည်းဒီစိန်ကြီးနဲ့ပတ်သက်ပြီးကြောက်စရာကြင်စာတွေရှိနေတဲ့အကြောင်းကိုစိတ်ဝင်စားမယ်လို့ထင်ပါတယ်။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုမပြတ်တင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ Queen Entertainment YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။